ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၁၂အငယ်၃ထဲမှာပဲကျွန်တော်နည်းနည်းလေးဖတ်ပြခြင်း ਨੇ ထိုအခါမာရိသည် အဖိုးများစွာထိုက်သောနာသူစီမွေးစစ်ကြက်30ကိုယူ၍ယေရှု၏ခြေတော်ကိုလိမ့်ပြီးလင်မိမိစပင်နှင့်တုတ်သည်ဖြစ်ထိုစီအမွေးသည်တအိမ်လုံးကိုနှံ့ပြား၏တဲ့โอเคချစ်တော်ညီကိုမောင်မတို့ဒီနေရာမှာသခင်ယေရှုခရစ်တော်ရဲ့ခြေတော်ကိုလိမ့်ပြီးတော့မှသူစုထားတဲ့အဖိုးအများကြီးတန်တဲ့နာသူစီမွေးကို ရိုက်ခွဲပြီးတော့မှရှေရှုရဲ့ခြေတော့ကိုအဲ့ဒီစီလိန်နေလို့ကျမ်းစာထဲမှာပါဒီစီမွေးကတန်ဖိုးကြီးတဲ့အရာဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရမယ်ပထမတစ်ချက်ဒုတိယချက်ကဒီလှုပ်တဲ့အမျိုးသမီးဟာမာတာနဲ့လာဇရုရဲ့ညီမဖြစ်တဲ့ဒီမာရီဖြစ်တယ်မာရီနော်မာရီဖြစ်တယ်လာဇရုရဲ့အမမာရီဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရတယ် ဟုတ်ပြီမာရိကသခင်ယေရှုခရစ်တော်ကိုကြီးစုတင်တဲ့စိတ်နဲ့သူလက်ဒီတိုင်းပဲလေသူရဲ့မောင်ရှင်ပြန်ထောက်ရောက်လာတယ်ရှေ့မှာကျွန်တော်တို့ကြည့်ရတယ်လေလာစလို့သူ့မောင်သူ့မှာမောင်တယောက်ပဲရှိတယ်တားချက်တယ်လေအခုနားထောင်နေတဲ့သူတွေထဲမှာမောင်လေးတယောက်ပဲရှိတယ်အဲ့လိုမျိုးရှိလားမသိဘူးနော်မောင်လေးတယောက်ပဲရှိတယ်အမနဲ့အောင်တောင်ရောက်ရှိတယ်အကိုလည်းရှိတယ်ဒါပေမဲ့မောင်လေးတယောက်ပဲရှိတယ်အငယ်ဆုံးအဲ့လိုမောင်လေးတယောက်ပဲရှိတဲ့သူယောက်ျားလေးတယောက်ပဲရှိတဲ့အိမ်ထဲမှာဆိုရင်အဲ့ဒီသူကိုကျွန်တော်တို့ဖူးဖူးမှုတ်ပြီးချစ်ကြတယ်လေဟုတ်တယ်နော် မာရီနဲ့မာတာလဲကျွန်တော်ထင်တယ်အဲ့လိုပဲဖူးဖူးမုတ်ကြီးမှချက်တာသူ့ရဲ့မောင်လေးကိုတားချက်တယ်လာစလူဆိုတဲ့မောင်လေးတရားဟုတ်ပဲရှိတာတားချက်တယ်အမနှစ်ယောက်ဖြစ်တဲ့သူကဒါပေမဲ့တည့်ရတော့ခါမှာဒီလာစလူကဖြားတယ်ဖြားတဲ့ခါမှာယေရှုကိုခေါ်လဲယေရှုကမရောက်လာဘူးဖြားလို့တည်သွားတယ်တည်သွားတဲ့ခါမှာဘလောက်ထိစိတ်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 ဆင်းရဲမလဲအမနှစ်ယောက်က တရားဘယ်ရှိတဲ့မောင်လေးကိုဘာကြောင့်တည်သွားစေတာလဲဆိုမှစိတ်ထဲမှာတအားနာကြီးနေမယ်အဲ့ဒီချိန်မှာယေရှုရောက်လာတယ်အဲ့ဒီချိန်မှာယေရှုရောက်လာတဲ့အခါမှာမာရိနဲ့မာသလည်းမျောလင်းချက်တော့တိတ်မရှိတော့ဘူးတကယ်တိတ်မရှိတာမဟုတ်ရှို့မရှိတော့တာတခင်နဲ့ယေရှုကသူ့ပြောတယ်လေငါရှင်ပြန်ထမြောက်စေနိုင်တယ်လို့ပြောတဲ့အခါမှာသူ့အမတွေကဘယ်လိုပြောလဲဆိုတခင်နဲ့တချိန်ရလို့ရှိရင်တဘိုးခရာမဟုတ်တဲ့အခါမှာဖခင်တခင်ဒုတိယအချိန်ကြွလာတဲ့အခါမှာ तू ထမြောက်မအောင်တော့ကျမယုံတာဗောတဲ့ အဲ့ဒီအချိန်ထိသူ့အမနှစ်ယောက်ကအခုထလာမယ်အခုတေယာကနေရှင်လာမယ်ဆိုတော့မယုံသေးဘူးတကယ်ယေရှုလှုပ်ပြလိုက်မှသူတို့နှစ်ယောက်ကယုံသွားတယ်လာဇရုကတကယ်ပဲတင်းကြိုင်းထဲကနေပါဖြစ်လေထွက်လာတယ်လူတေကနေထွက်လာတယ်တကယ်ရှင်လာတယ်အဲ့လိုရှင်လာလိုက်တဲ့အခါမှာသူ့အမနှစ်ယောက်ကဖခင်ရဲ့ဂျေဇုတော်ကိုဘယ်လောက်ထိဂျေဇုတင်နေမလဲဩငါမောင်လေးတေယာကနေရှင်ပြန်လာတယ်ရှင်ပြန်ထမြောက်လာတယ် ဖခင်ရဲ့ကျေးဇူးတော်ပဲဒါယေရှုခရစ်တော်ကိုကျေးဇူးတင်ခြင်းနဲ့ဒါကြောင့်မာသကဒီကျေးဇူးတော်ချီးမွမ်းတဲ့မိသားစုကျေးဇူးတော်ချီးမွမ်းပွဲမှာသူများရဲ့မိသားစုကျေးဇူးတော်ချီးမွမ်းပွဲမှာသခင်ယေရှုကိုလှုပ်ကြွေးတယ်ပြီးမာရိယပါလှုပ်လဲသူဆုထားတဲ့အဖိုးအများကြီးထိုက်တဲ့နာသူစီမွေးကိုပါပဲလေယူပြီးတော့မှယေရှုခြေကိုလိမ့်ပြီးတော့မှမိမိစပင်နဲ့တုတ်တယ်โอเคဒီနေရာမှာတချို့ကပြောစရာတွေထွက်လာတယ်တချို့ဆိုတဲ့သူကတမန်တော်၁၂ပါးထဲက ကျွန်တော်တို့ဒီဘန္နာသိန်းဖြစ်တဲ့ဘန္နာသိန်းဖြစ်တဲ့ယူဒရှကာယုတ်เนาะယူဒရှကာယုတ်ကျွန်တော်ဘာလဲရှင်ယောဟန်ခရစ်ရဲ့ခန်းကြီးစနစ်အငယ်3ကနေ4 5 6ကိုဖတ်သွားမယ်ဆိုရင် ကျွန်တော်တို့နည်းနည်းလေးနားလည်မယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်နည်းနည်းဖတ်ပြမယ်เนาะရှင်ယောဟန်ခရစ်ခန်းကြီးစနစ်အငယ်4ထဲမှာဘယ်လိုပြောလဲဆိုတပိတော်တို့အဝင်ဖြစ်၍ကိုတော်ကို အနံ့မိသူ ရှိမုံဤသားဘာလို့လဲယူဒရှကာယုတ်ကတဲ့ ထိုစီမွေးကိုဒေနာယီအပြား300အဖိုးနဲ့ရောင်း၍စင်ရဲတော်သူတို့အားအဘဲကြောင့်မပေးတနည်းဟုဆို၏ထို့သောဆိုတော့စင်ရဲတော်သူတို့အကျိုးကိုထောက်၍ဆိုသည်မဟုတ်တဲ့မိမိသည်တခိုးဖြစ်လျက်တပဲ့တော်များ300ရံငွေအိတ်ကိုဆောင်၍နိုင်ယူတတ်တော်ကြောင့်သာဆိုသည်တဲ့ကျွန်တော်အမြဲပြောတယ်ယူသစကာယုကတခင်ယေရှုခရစ်တော်ရဲ့အဖွဲ့ထဲကတပည့်တော်မှန်ပေမဲ့သူဒီ ်ဘန္နာထိုင်းလည်းဖြစ်တယ်ဘာကြောင့်ဘန္နာထိုင်းဖြစ်တယ်လဲဆိုတော့ဒီနေရာမှာပေါ်လွင်တယ်အငယ်6မှာတပိတော်များ၃ရင်ငွေအိတ်ကိုဆောင်၍တပိတော်များ၃ရင်ငွေအိတ်ကိုဆောင်၍ဆိုလိုချင်တာကတမန်တော်၁၂ပါးထဲကဘန္နာထိုင်းဒီယူဒရှကာယုတ်ဖြစ်တယ်သူများလူလာတဲ့ပတ်စံတွေသူအကုန်လုံးတိမ့်တဲ့သူဖြစ်တယ်ဒါပေမဲ့သူ့မှာမကောင်းတဲ့အကျင့်တစ်ခုရှိတယ်ဘန္နာထိုင်းလုတ်ပြီးတော့မှအဲ့ဒီ ပါလေဖရားရဲ့ပတ်စံကို သူခိုးယူတတ်တယ်နိုင်ယူတတ်တယ်တဲ့โอเคချစ်တော်ညီကိုမောင်မတော်ဒီမှာကြားစကားလေးနည်းနည်းလေးတုံတင်ချင်းတယ်အတူတူကခွန်အားယူရအောင်ဖရားစကားကိုဟာဖရားရဲ့ငွေကိုယူတဲ့သူတွေဖရားရဲ့ငွေကိုခိုးတဲ့သူတွေယူတာစကားရုပ်လို့မဖြစ်ဖို့ရင်ကျွန်တော်ခွန်အားပေးချင်တယ်အခုအတင်းတော်ထဲမှာဘာနာဖိန်လုပ်နေတဲ့သူနဲ့နှင်းအုပ်ဆရာတွေအမှုတော်ဆောင်တွေတာရွေ့တာရွေ့သတိထားရမယ်တချို့အတင်းတော်တွေမှာတင်းအုပ်ဆရာတွေအမှုတော်ဆောင်တွေကငွေကိုကင်တယ် ကျွန်တော်ကတော့ခွန်အားပေးခြင်းနဲ့တင်းအုပ်ဆရာတွေအမှုတော်ဆောင်တွေငွေမကင်ပါနဲ့စရင်ကိုစစ်ချင်းစစ်ပေးပါကြီးရှုဆောင်မပေးပါတဲ့မဲ့ပေးပါဒါပေမဲ့ငွေကိုကိုယ်တိုင်မကင်ပါနဲ့ငွေကိုကိုယ်တိုင်ကင်တဲ့အခါမှာကျွန်တော်တို့ကစာတန်ရဲ့ကြုတ်ဝင်မိသွားတတ်တယ်ယူသရှကာရုပ်လိုပါဖြစ်လေတအားလိုအပ်လာတဲ့အခါမှာတအားခက်ခဲလာတဲ့အခါမှာဖျားပတ်ဆံယူသုံးမိတတ်တယ်ယူသုံးရင်ယူသုံးရင်လည်းအများကြီးဖြစ်လာတဲ့အခါမှာမဆက်နိုင်တော့ဘူးမဆက်နိုင်တဲ့အခါမှာ အသိန်းတော်မှာပြဿနာဖြစ်လာတယ်အသိန်းတော်မှာပြဿနာဖြစ်လာတဲ့အခါမှာစာတန်ရဲ့ကြော့ကွင်းထဲမှာရောက်သွားပြီးအသိန်းတော်တစ်ခုလုံးကဒီဘန်နာရေးကြောင့်အသိန်းတော်ပြဿနာလေးကိုကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင်ဘန်နာရေးနဲ့တက်လာတဲ့ပြဿနာကတဝက်ကြော်ကြော်ဖြစ်နေတယ်ဟုတ်တယ်နော်အာမိတ်ဆွေတို့အခုတရားဒီတောင်နားထောင်နေတဲ့အသိန်းတော်ကပြဿနာတွေဘလို့ဖြစ်လဲတော့မသိဘူးကျွန်တော်တို့လေ့လာချက်အရတော့ဘန်နာရေးပြဿနာကတဝက်ကြော်ကြော်ဖြစ်နေတဲ့အသိန်းတော်ဒိုင်းနေမှာဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီငွေကြီးဆိုင်ရာ ဖြစ်လာလို့ရှိရင်စာတမ်းမာနကိုနေရာမပေးအောင် ကျွန်တော်တို့ကောင်းကောင်းလေးကျွန်တော်တို့စီရင်ရမယ်အတင်းတော်မှာကျွန်တော်တို့ဥဆောင်နေတဲ့အမှုတော်ဆောင်နေတင်းအုပ်ဆရာတွေကအစာနံပါတ်1တတိထားရမယ်ကိုတိုင်ကအဲ့ဒီရာကိုအိမ်မှာမတိန်ထားပါနဲ့ပတ်စံပတ်စံတိန်ထားရင်ကျွန်တော်ယူသုံးမိတတ်တယ်ကျွန်တော်တို့လူဒီတင်းအုပ်ဆရာတွေလည်းကျွန်တော်အသွေးအသားနဲ့တိဆောက်ထားတဲ့အတွက်ကျွန်တော်တို့ခက်ခဲလာတဲ့အခါမှာသူများမသိအောင်ယူသုံးမိတတ်တယ်တချို့တချို့ဆိုလို့ရှိရင်ဒီပတ်စံကိုယူပြီးတော့မှာပါဖြစ်တယ် ကိုကပတ်စံကိုအတင်းတော်ရဲ့ပတ်စံကိုကိုကယူထားတဲ့အခါမှာအဲ့ဒီပတ်စံနဲ့တခြားနေရာမှာသွားပြီးတော့မှအာဘယ်လိုပြောမလဲစီးပွားရေးတက်လို့လိုက်တယ်စီးပွားရေးတက်လို့လိုက်လို့ ကျွန်တော်တို့စီးပွားရေးလုပ်တဲ့ခံယူချက်ကတော့မှန်ပါတယ်။ဟာအတင်းတော်ပတ်စံနဲ့ငါစီးပွားရေးခဏလှုပ်ထားလိုက်မယ်။တကယ်လို့စီးပွားရေးမြက်လာလို့ရှိလို့ရှိရင်ငါအတင်းတော်ကိုလည်းတဝက်လောက်ပြန်လူဦးမယ်။အဲ့လိုမျိုးစဉ်းစားတာကောင်းပါတယ်။ဒါပေမဲ့အဲ့လိုလှုပ်လိုက်လို့ရှုံးသွားတဲ့သူတွေများတယ်။ရှုံးသွားတဲ့အခါမှာအတင်းတော်ပတ်စံကိုကျွန်တော်ပြန်မပေးနိုင်တော့ဘူး။ပြန်မပေးနိုင်တဲ့အခါမှာအမှုတော်ဆောင်တွေကဘာဖြစ်လဲ။အမှုတော်မဆောင်နိုင်တော့ဘူး။အမှုတော်မဆောင်နိုင်တော့ဘူး။စာတန်ကြော့ကွင်းထဲရောက်သွားတယ်။အမှုတော်ဆောင်တွေဒါမျိုးလှုပ်နေတဲ့သူတွေကျွန်တော်ကြားနေရတယ်။ကျွန်တော်တို့ကိုယ်တိုင်လည်းမဖြစ်အောင်အမြဲတမ်း ကျွန်တော်တို့ဖျားသခင်စီမှာဘာဖြစ်လဲခံယူနေရတဲ့စကားကိုဒါကြောင့်အမှုတော်ဆောင်တွေပတ်စံမကိုင်းတာအကောင်းဆုံးပါပဲအတင်းတော်မှာဘန်နာထိန်တစ်ခုထားပါဘန်နာထိန်တစ်ယောက်အပ်ပါဘန်နာထိန်တော်မှာတစ်ယောက်ပဲမဟုတ်ဘူးသုံးလေးယောက်လောက်ပါပြီးရင်ဘန်မှာဘာဖြစ်လဲစနစ်တကျငွေအပ်ထားပါဗမာစနစ်တကြငွေအပ်ထားပြီးတော့မှအသင်းအသင်းတော်ရဲ့သင်အုပ်ဆရာနဲ့အမှုတော်ဆောင်တွေကိုအဲ့ဒီလူတွေအဲ့ဒီအသင်းတော်ကနေတီးတန့်ရွေးကောက်ထားတဲ့ဘန္နာဖင်းဆိုတဲ့သူတွေကနေအသင်းတော်ရဲ့သင်အုပ်ဆရာနဲ့အမှုတော်ဆောင်တွေကို ဒီလစာအဖြစ် ထောက်ပံ့ငွေသူတို့ကနေဘဏ်ကိုတွားမှယူယူမှပေးပါဘဏ်ကိုတွားမှယူမှပေးပါလက်ထဲမှာကြာကြာမထားပါနဲ့ဘာကြောင့်လဲဆိုတော့လက်ထဲမှာကြာကြာထားတာဒီကျွန်တော်တို့ယူသုံးမိတဲ့လို့ဖြစ်တယ်ယူသုံးမိတဲ့အခါမှာပြဿနာတက်လာမယ်ဒီလိုပြောလိုက်လို့အတင်းတော်ထဲကအမှုတော်ဆောင်တွေတခြားအတင်းထောက်ဘဏ်နာထိန်းတွေကအာယူသစကာရုပ်လိုပဲယူသုံးတဲ့တခိုးပဲလို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်ညာတော်အဖြစ်တော့အတင်းတော်မှာပါဝင်နေကြတဲ့သူတွေကတော်တော်လေးကိုတစ္ဆာရှိကြပါတယ် ကျွန်တော်အတင်းတော်မှာလည်းဒီလိုပါပဲတစ္ဆာရှိရှိထမ်းရွက်နေကြတဲ့သူတွေပါပဲဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကခွန်အားနေသွားတတ်တယ်တင်းအုပ်ဆရာတွေလည်းအပြစ်လုံးမိတတ်တယ်ခိုးမိတတ်တယ်အတင်းတော်ကဘန္နာထင်းကအစာအဲ့လိုမျိုးဖြစ်တတ်တယ်အဲ့ဒါကိုကျွန်တော်တို့အချင်းချင်းတယောက်ကိုတယောက် တက်မှတ်ပေးရမယ်တယောက်ကိုတယောက်ခွန်အားယူတတ်ရမယ်ဒါမှဒါလည်းအတင်းတော်ရေရှည်တည်မြဲမယ်မဟုတ်ရင်ဘန္နာရေးကနေပြဿနာဖြစ်လာမယ်ဒါကကြားစကားလေးနည်းနည်းလေးတုံတင်ထားတာဖြစ်တယ် အသိန်းတော်ကဆန်ယူသုံးပြီးလို့မပေးနိုင်ဘဲနဲ့ဖြစ်နေတဲ့အမှုတော်ဆောင်တွေအများကြီးကျွန်တော်တို့ကြားနေရတယ်။အသိန်းတော်ပတ်ဆန်ကိုတခြားနေရာမှာစီးပွားရေးလှုပ်လိုက်လို့ပြန်မထင်နိုင်တဲ့ဘန်နာထိန်းတွေလည်းအများကြီးကျွန်တော်တို့ကြားနေရတယ်။ဒါတွေမဖြစ်အောင်ကျွန်တော်တို့ကြိုတင်ကာကွယ်တားဆီးဖို့ရန်အခုတရားဒေသနာမှာကြားစကားလေးပြောလိုက်တာဖြစ်တယ်။ဒီလိုဖြစ်လာလို့ရှိရင်စာတန်မာနရဲ့ကြော့ကွင်းထဲမှာမိနိုင်တယ်။ Okay နော်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့စကားကိုပြန်ပြောမယ်။ယူသစကားရုပ်အကြောင်းကိုပြောသွားတာဖြစ်တယ်။ယူသစကားရုပ်က မာရီလုတ်တဲ့အလုပ်ကိုသူဘလို့ပြောလိုက်လဲဆိုရင်လူကောင်းဟန်ဆောင်ပြီးမှစကားသခုံးပြောလိုက်တယ်ဒီစီဒီစီမွေးကဒီလောက်ထိအဟိုးကြီးတဲ့စီမွေးကိုဘာလို့ရောင်းပြီးတော့မှအစင်းရဲသားကိုမပေးဘဲနဲ့ယေရှုစီမှာလာပြီးတော့မှအတုံးဖြုံးလိုက်ရတာလဲဆိုတဲ့သဘောနဲ့မေးလိုက်တယ်အမှန်က तू ကစိတ်ကောင်းနဲ့ပြောတာလားစင်းရဲသားကိုစင်းရဲသားရဲ့အကျိုးကိုကြည်မှပြောတာလား no 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 မဟုတ်ဘူးကျဲစာရေးတဲ့သူကိုယ်တိုင်ကရှင်ယောဟန်ကိုယ်တိုင်က သူ့ရဲ့စိတ်ကိုသိတယ်ဒါကြောင့်ကျမ်းစာထဲမှာဘလို့ရေးလဲဆိုတော့ထိုတို့ဆိုတော့စင်းရဲတော့သူတို့ကြီးအကျိုးကိုထောက်ရဆိုဒီမဟုတ်တဲ့မိမိတွေတခိုးဖြစ်လျက်တပိတော့သုံးရငွေအိတ်ကိုဆောင်ရနိုင်ယူတတ်တော့ကြောင့်ဆိုတည်းတဲ့သူအမြဲတမ်းပတ်စံကိုခိုးတတ်တဲ့သူဖြစ်တယ်တဲ့တခင်ယေရှုမသိဘူးလားသိတာဗောသူ့ကိုအခွင့်ရေးပေးနေတာလေဒါပေမဲ့နောက်ဆုံးအထိသူနောင်တမရခဲ့ဘူး ဟုတ်ပြီနော်နောက်ဆုံးဤသူနောင်တမရခဲ့ဘူးနောင်တရခင့်တောင်မှသူ့ကိုသူအဆုံးတက်တည်တဲ့အခါမှာယေရှုစီမှာလာတဲ့ရယေရှုစီကိုအရောက်လာတဲ့နောင်တမဟုတ်ခဲ့ဘူးယေရှုစီကိုလာပြီးမှမတောင်းပန်ခဲ့ဘူးသူတောင်းပန်ခဲ့မယ်ဆိုရင်တော့သူကယ်တင်ခြင်းရအောင်မယ်ဟုတ်ပြီနော်ဒါကြောင့်သခင်ယေရှုကိုယ်တိုင်၃နှစ်၃မိုးတင်ခဲ့တဲ့တပည့်တော်ကလည်းအဲ့လိုဖြစ်သက်တယ်ဆိုတာကျွန်တော်တွေ့ရတယ်လူကအတိကစိတ်ပါပဲစိတ်ကနောင်တရမလားမရဘူးလား ဒါကြောင့်ကျွန်တော်ဒီကနေ့နောင်တရရတယ်လို့ပြောလဲတခါမှာတိုးတိုးတိတ်တိတ်စိတ်ထဲမှာနောင်တမရပါနဲ့ဖျားရှိလူရှိမှနောင်တရရမယ်ဟုတ်ပြီနော်ဒါမှလည်းစစ်မှန်တဲ့နောင်တရခြင်းဖြစ်တယ်ဟုတ်ပြီကျွန်တော်ပြောတာကမာရီမာရီရဲ့အတ္တကိုကျွန်တော်သင်ခန်းစာယူနေတာသူဒီနာတုစီမွေးအစ်စ်အစ်စ်နော်အစ်စ်တကက်တန်ဖိုးရှိတဲ့အရာဘယ်လောက်တန်ဖိုးရှိလဲဆိုဒေနာရီအပြား300အဖိုးနဲ့တန်တယ်တဲ့အဲ့ဒါယူဒချက်ကရုပ်တွေ့ထက်လာတာသူကငွေကြီးကျွမ်းကျင်တာကိုဆိုတော့ ဲ့ဒါကိုရောင်းမှဆင်းရဲတဲ့သူမပေးဘဲနဲ့ဘာကြောင့်ယေရှုခြေကိုလိမ့်ပြီးတော့မှအဲ့လိုသုံးဖြုံးရတာလဲဆိုပြီးမှမေးတယ်တဲ့ဒါပေမဲ့ तू ကအကောင်းပုံစံမေးပေမဲ့ तू ကအကောင်းမဟုတ်ဘူးတဲ့ဒါပေမဲ့ဒီနေရာမှာတကယ်လို့အကောင်းစိတ်နဲ့မေးခင်ရောအဲ့လိုမေးလို့မရဘူးလားမေးလို့ရပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့သိရမှာကသခင်ယေရှုဘယ်လိုပြန်ဖြေခဲ့တယ်လဲသခင်ယေရှုကထုံမိမကိုရှိစေတော့တဲ့ငါ့ဤအလောင်းကိုတကြိုချင်းကပြင်ဆင်တော့နေပိုင်အောင်သူဒီဤစီမွေးကိုတူထားပြီတဲ့ စင်းရောသူတို့ကတင်တော့နဲ့အစဉ်ရှိကြ යි ငါမူကအစဉ်ရှိကြသည်မဟုတ်ဟုမိန်တော်မူ၏ဒီနေရာမှာဆိုလိုချင်တာကဒီမိမဟာတဲ့သခင်ယေရှုငါရဲ့တည်ခြင်းကိုအတွက်သူလှုပ်တာတဲ့ကြိုကြိုလှုပ်တာငါတည်ရမယ့်အရာကိုသူကြိုလှုပ်တာဆိုလိုချင်တာကခရစ်တော်နောက်မှာလိုက်နေတဲ့၃နှစ်၃မိုးလိုက်နေတဲ့တပည့်တော်ဆက်နှစ်ပါးကသခင်ယေရှုအမြဲတမ်းသူတို့ကိုကြိုတင်ပြောပြတယ်ငါလောကကတိုင်းတက်ရမယ်ငါတည်ရမယ်ရှင်ပြန်ထောင်းရမယ်ခဏခဏပြောပြတယ်သူတို့နားလေလား ကြားတော့ကြားတယ်နားမလဲဘူးဒါပေမဲ့ဘသူနားလဲတော့လဲမာရီဆိုတဲ့အမျိုးသမီးကနားလဲသွားတယ်နားလဲသွားလို့လဲတခင်ယေရှုတေဖို့အတွက်သူဒီကကြိုလှုပ်တာဗောကြိုလှုပ်တာဗောနော်ဒါကြောင့်စင်ရတာတို့ကတင်တော့လဲအတူရှိတယ်တဲ့ဒါပေမဲ့ငါမူကအစင်ရှိတာမဟုတ်ဘူးတဲ့ဒီအမျိုးသမီးကဖျားအမှုတော်အတွက်ပေးလူခဲ့တာရှိပါစေတော့တဲ့ဒါကိုကျွန်တော်အတင်းတော်မှာဘလို့အသုံးပြုမလဲကျွန်တော်အသက်တာထဲမှာဘလို့စင်ချင်းမလဲများတော့အဖြစ်ကျွန်တော်တို့လည်းဒီလိုစဉ်းစားတတ်တယ်ဟာဒီအတင်းတော်ထဲမှာ အသိန်းတော်ထဲမှာပတ်စံတလောက်300ချီပေးလူရတာ300ချီအသိန်းတော်မှာပေးလူမဲ့အစားစင်းရဲသားတွေကိုမိသားစုတအိမ်ဘလောက်ဘလောက်ခွဲပေးလိုက်ရင်ပို့ပြီးတော့မှကောင်းမလားအဲ့လိုမျိုးစဉ်းစားမိတတ်တယ်ဟုတ်တယ်နော်ကျွန်တော်ပြောမယ်ချစ်တော်ညီကိုမောင်တော်မတို့စင်းရဲသားကိုပေးတာပေးပါဒါပေမဲ့အသိန်းတော်မှာမပေးရဘူးလို့မစင်းစားပါနဲ့အသိန်းတော်မှာပေးခြင်းဒီအမှုတော်မှာပါဝင်ခြင်းဖြစ်တယ်အမှုတော်မှာပါဝင်ခြင်းဆိုတာဒီ ဒီပါလေဧဝံဂေလိမှာပါဝင်ခြင်းဖြစ်တယ်ဧဝံဂေလိမှာပါဝင်ခြင်းဒီလူတိုင်းရဲ့ဘာဖြစ်လဲထာဝရကောင်းစားခြင်းကိုတင်ပါဝင်နေတာဖြစ်တယ်ဟာလေလုယာစင်ရသားကိုတင်ပေးတာကအမြဲတမ်းပေးလို့ရတယ်ဒါပေမဲ့အမှုတော်မြတ်မှာတာဝိတာဝိတာဝိပါဝင်ပါစင်ရသားကိုပေးလိုက်တာကသူခိတဗိုက်စာတာကိုခိတဖြစ်လို့ရမယ်သူခိတစင်ရသားကိုခိတခံရခိတအစင်ပြေးမယ်ဒါဒီခိတခိတပဲအစင်ပြေးတာတင်တက်တက်လုံးသူ့ကိုပြုစုလို့မရဘူးလေဟုတ်တယ်နော် သူ့ကိုခေါ်ကြွေးထားလို့မရဘူးလေဒါပေမဲ့တင်လှုပ်လို့ရတာတခုရှိတယ်သူ့သူ့ကိုထာဝရကောင်းစားဖို့ရန်အတွက်တင်ကအေးဝံကလေးအမှုတော်မြတ်မှာအဲ့ဒီငွေချင်းနဲ့ပါဝင်လို့ရတယ်အဲ့ဒီငွေချင်းနဲ့အေးဝံကလေးမှာပါဝင်လာတဲ့အခါမှာဒီခေါ်တဲ့တရားတွေဒီစင်ရားတွေကြားသွားတဲ့အခါမှာသူတို့ဒီဘဝမှာစင်ရဲခဲ့ပြီမဲ့ထာဝရမှာသူတို့ကောင်းကင်ရွှေပြည်မှာကောင်းစားမယ်ဟာလေလုယာ ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တို့ကယူသဆက်ကာရုပ်လိုမျိုးအသွေးခေါ်ဝင်လာတတ်တယ်ဟာစင်ရတာကိုဒီလောက်မြင်များဖះเจ้าမပေးပါနဲ့အသိန်းတော်မပေးပါနဲ့ဒီလောက်မြင်များစင်ရတာကိုပေးလိုက်ပါကောင်းမှုတစ်ခုခုလှုပ်လိုက်ပါကျွန်တော်ပြောမယ်ကောင်းမှုလှုပ်တာမကောင်းတာမဟုတ်ဘူးစင်ရတာကိုပေးတာမကောင်းတာမဟုတ်ပေးပါပေးပါပေးရမယ်လေအမြဲပေးရမယ်ဒါပေမဲ့အဲ့ဒီပေးရခြင်းကကျွန်တော်အသိန်းတော်ကိုမပေးတော့မဲ့စင်ချေတော့မဖြစ်ပါစေနဲ့အသိန်းတော်မှာကျွန်တော်အမှုတော်မြတ်မှာပါဝင်ဖို့ရန်အတွက်တာ၍တာ၍ခွန်အားပေးခြင်းနဲ့ကျွန်တော်က ဒါကကျွန်တော်တို့မာရိအသက်တာကနေကျွန်တော်တို့ဆင်ခြင်ရတဲ့အချက်ဖြစ်တယ်။မာရိယူဒာစကာယုတ်စသဖြင့်ပေါ့နော်။သူတို့အသက်တာကနေကျွန်တော်တို့ဆင်ခြင်ရတယ်။ဖခင်သခင်ကိုပြန်လဲပေးလူတဲ့အရာဖခင်သခင်ကိုပြန်လဲဂျေဇုတုံ့ပြန်တဲ့မာရိဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ခွန်အပေးနဲ့ညှိကုံချုပ်ပါတယ်။အာဒီကနေ့နားဆင်သွားတဲ့အထဲမှာနားမလည်တာရှိရင်မေးမြန်းစရာရှိရင်တကယ်လို့နောက်ပြီးဆုတောင်းခံစရာရှိတယ်ဆိုရင်လည်းဆရာအကောက်ကိုတီးတက်အဲ့မှာပြောလို့ရပါတယ်ဒီကနေ့မနေ့နှုတ်ကပတ်တော်တို့ဒီမှာပဲရက်နာခွင့်ပြုပါ နားစင်ခံယူရတဲ့သူအရောက်ချင်းစီတိုင်းကိုဘုရားသခင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်